အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ25ရက်တတိယနေ့ညနေခင်းစီရီတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မခွေတိုင်းဗရန်တာနဲ့နိုင်ရကန်ခန်းစစ်စခန်းအနီးကြီးတွေ့မှုအနေငယ်ဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီစစ်ကြောင်းဟာကာကွယ်ရေးတပ်ဖွဲ့တွေအခြေပြုရာနေရာစီလို့တိုးလာတဲ့အတွက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပြီးစစ်ကောင်စီဖွဲ့ဟာပြန်လည်ဆုတ်ခွာသွားကြပြီဖြစ်ပါတယ်အထက်မင်းလားမလွန်တက်နဲ့ညောင်ဝိုင်းရဲစခန်းကိုကာကွယ်ရေးအင်အားစုတွေစီးနေတိုက်ခိုက် နေတာရှိပါတယ်။ခံကောင်းမျိုးမြောက်ဖက်ဗလောက်ပင်ခိစခန်းကနေ120မမအမြောက်နဲ့မြစ်တာမြင့်အနောက်ဖက်ကန်းအရှိတ်ဘက်ကန်းတွေကို၅ချိန်ထက်မနည်းပြစ်ခတ်ခဲ့ပြီးစိုင်းလူရအတွင်းတလုံးကြရောက်ပောက်ကွဲခဲ့ကလူနေအိမ်ပျက်စီးမှုရှိတယ်လို့သိရှိရပါတယ်။ကချင်ပြည်နယ်ဖားကန်ကိုတိုးလာနေတဲ့စစ်ကြောင်းရဲ့ရှေ့ပြေးတပ်အချို့ဟာနန်သိန်းအနီးရောက်ရှိလာနေပြီဖြစ်ပါတယ်။နန္ဒိကိုကြော်ဖြတ်နိုင်မှုကိုအသေးအံစူးစမ်းရမယ်အနေထားတည်းရဖြစ်ပြီးပေးဆက်မှုများစွာနဲ့ရင်ဆိုင်မရမှာကတော့အသေးစားပဲဖြစ်ပါတယ်။ နာနေအင်းဒီတဝိုက်ကိုလည်းလေချောင်းပစ်ကူအားကိုအားအထိကိုက်အားဆုံးများစွာနဲ့ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။မွန်ညင်းမြို့နယ်ဟိုပင်ရှိဆိုင်အမှတ်389ချင်းမြန်တိုင်ရင်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ထဲပါချေးရွာကဒေသခံတွေထိခိုက်သေဆုံးခဲ့မှုတွေရှိခဲ့ပါတယ်။ဟိုပင်မှာရခင်ကအမှတ်388ချင်းမြန်တိုင်ရင်အမှတ်389ချင်းမြန်တိုင်ရင်နဲ့အမှတ်40ချင်းလင်တိုင်ရင်3ရင်းရှိတာဖြစ်ပြီးအမှတ်380ရင်းကိုကဲမှုဌာနချုပ်ကိုချင်းလင်တပ်မှအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတိုက်ရင်းတွေကို2ရင်း3ရင်းပေါင်းထားတာတွေလည်းရှိပါတယ်။ ကိုပင်ကနေအင်တော်ကြီးသွားတဲ့လမ်းမှာမြောက်ရွှေဘုံဖျားကြီးဟာလွန်စွာတက်ပြီးတီရှိနေတာဖြစ်ပါတယ်။ဘကူတိုင်းနောက်ချမ်းဘရောင်းတန်နယ်မှာတော့ညောင်ချီတော့ကနေလက်နဲ့ကြီးနဲ့ပြစ်ကူပေးနေရတာရှိပေမဲ့မြေပြင်ထိတွေ့မှုမကြားသိရသေးဘူးဖြစ်ပါတယ်။မတုံမဲချမ်းထိတွေ့မှုကလည်းယနေ့မှာတော့ပြန်လဲငြိမ်သက်တဲ့အောင်ဖြစ်နေပါသေးရဲ့။ဘကူတိုင်းရှေချမ်းကာမှုမြို့နယ်စပယ်ကျဲကျွေးရမှာဂျမန်နေ့ညနေ၄နာရီနောက်ပိုင်းကစလို့လက်နဲ့ကြီးပြစ်ခတ်မှုတွေရပ်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ခြေပါတွင် ဆက်ကဲမုန်နေ30ကမီးလောင်ပျက်စီးခဲ့ရပြီးရွာအတွင်းမှာအခြေပြုနေတဲ့စစ်ကောင်စီစစ်တောင်းကိုကာကွယ်ရေးတပ်ဖွဲ့တွေဒဏ်ပြန်တိုက်စစ်ဆင်လျက်ရှိနေခဲ့တာဖြစ်ပြီးအပေါင်းနှုတ်ကတော့စီစစ်နေသေးဖြစ်ပါတယ်။ဇနေ့မနေ့လင်းအားကြီးချိန်မှာတော့အုတ်တွင်းမြို့နယ်အញ្ញံလမ်းမကြီးမိုင်နိုင်အမှတ်144မိုင်3ဖာလုံးအနီးချက်တဲ့ညောင်မင်ကျေးရွာတော်ကထိတွေ့မှုရှိခဲ့ပါတယ်။တနအီခွဲလံကြာမြင့်ခဲ့တဲ့အဆိုပါထိတွေ့မှုမှာလေကြောင်းနဲ့လက်နက်ကြီးပြစ်ကူမရှိခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကအထူးကိများနိုင်တယ်လို့သုံးသပ်ရပါတယ်။ကြောင်ကြီးမြို့နယ်ကျွန်းကြီးရွာကမင်္ဂလာဆောင်တစ်ခုကိုလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားပါတယ်။ ဇနေ့မနေ့ပြုလုပ်ခဲ့တဲ့အဆိုပါတိုက်ခိုက်မှုဟာသမင်းစားဆောင်ကိုတိုက်ရိုက်ထိမှန်ခဲ့တာမို့ဗရုသမီးပါဝင်ဒေသခံ၈ဦးသေဆုံးပြီး20ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။၎င်းမင်္ဂလာဆောင်ဟာမြည်သည့်တော်လိုင်းရေးခေါင်းဆောင်နဲ့တပ်ဖွဲ့ဝင်တွေလာရောက်ချင်းမရှိခဲ့တဲ့တာမန်အခမ်းအနားတစ်ခုသာဖြစ်ပါတယ်။ရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာဂျာပြင်းတရက်ချုံဘက်မှာလှုပ်ရှားနေတဲ့စစ်ကြောင်းတွေဟာရှင်မုတ်တော်ဘက်ကိုဥတီလာတာတွေ့ရပါတယ်။အဆိုပါစစ်ကြောင်းဟာနောင်ချုံမြို့ထဲကိုဥတီနေတာဖြစ်ပြီး ချွေမုတ်ထောကိုကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ကံကြီးရောက်မှာတော့လက်ဆတုံးချွေမုတ်ခံရနိုင်ကြီးများပါတယ်။ကုမင်းဆွေးနွေးပွဲပြီးကြတဲ့အနောင်ချိုကိုစစ်ကြောင်းနှစ်ကြောင်းနဲ့တက်သိနေတာအခုထိမရောက်သေးဘူးဖြစ်ပါတယ်။ယနေ့မနေ့မှာတော့နောင်တော့ကိုလက်နဲ့ကြီးနဲ့ပြစ်ခတ်နေရတယ်ဆိုတော့ချွေမုတ်ထောကစစ်ကြောင်းဟာနောက်ပြန်လှည့်လာရမယ့်အနေအထားကိုရောက်သွားပြီဖြစ်ပါတယ်။ကရင်ပြည်ဒေသမိုးပြစစ်မျက်နှာမှာကာဝေးတပ်ပေါင်းစုတွေယာယီဆွန့်လွှတ်ထားရတဲ့ခြေကုပ်စခန်းငယ်တွေကိုပြန်လည်ရရှိနေပြီဖြစ်ပါတယ်။အဆိုပါဒေသမှာ ်ငွေကြေးတာရင်ဖြစ်တဲ့အမှတ်420နှစ်ချင်းပြန်တာရင်ကိုခြေကုပ်ယူအင်အားဖြည့်တင်းတာတွေလုပ်နေတာတွေဖြစ်ပါတယ်မန္တလေးဒါတပိတ်ချင်းခွန်မိုင်နဲ့မရရဘက်မှာချိတွေ့မှုတွေမကြာခဏဖြစ်နေပေမဲ့မန္တလေးမိုးကုတ်လမ်းကူတော့အသုံးပြုလို့ရနေသေးတာဖြစ်ပါတယ်ခြေဘက်မှာထုံကြီးလမ်းကိုအသုံးပြုခွင့်ပေးထားတဲ့အနေထားလို့သုံးသပ်ရပါတယ်မန္တလေးဒါနထိုးကြီးဝက်လူရဲစခါတိုက်ပွဲကိုလေချောင်းကလည်းခြပေးနေတဲ့နှခန်းတွေကာကွယ်ရေးအင်အားစုတွေစီတော်တော်များများရောက်နေတာကိုတွေ့ရပါတယ် တချို့တွေကသင်္ကာမကင်းဖြစ်နေကြတာရှိပြီးမိတ်ဆွေတချို့ကလည်းရှေ့ရပိုင်းတွေမှာပြောလာတာရှိဦးပါတယ်။စကားစားရဲ့လေကြောင်းကနေရတဲ့နှခမ်းနေပြီကိုအသုံးပြုပြစ်ခတ်ရမှာကြောင်းပွဲမှုတချို့ရှိခဲ့ပြီးချက်ကြီးတွေပါဝင်နေတယ်လို့ပြောကြပါတယ်။ကိုရီးဂျုံတာမဟုတ်တော့တအားပြောနိုင်မှုတော့ခဲပါတယ်။စစ်ကောင်စီကနှီးမျိုးစုံနဲ့ရုပ်မာတတ်တာမှုဂယုဆိုင်ကြဖို့အကြံပေးတင်ပြလိုပါတယ်။အများစုတန်လျာဝင်နေတဲ့ခဲရန်တို့မှာရေးထားတဲ့ RDS ဆိုတာကတော့ခဲရန်ရေးအတွက်ကိုတုံးတုံးနဲ့ unit တစ်ခုသာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်